စကားတိုင်းမှာဥကြုံရင်အိုက်တင်လေးကိုကူချပြီးသပင်းပုံစံလေးမပြောင်းတာကြောင့်ဝေဖန်မှုရရှိနေတဲ့နေဝင်မင်္ဂလာပါရှင်ဒဲဆယ်လီဘယ်တီနျူပိတ်ကနေပြန်လည်ကကြိုဆိုလိုက်ပါရီမြန်မာနိုင်ငံကထိတ်တဲမင်းသားတွေဖြစ်ကြတဲ့ပြည်တီဦးလူမင်းနိုင်နိုင်စတဲ့မင်းသားတွေဟာရုပ်ရှင်စကားတွေကိုနားထားတဲ့ချိန်မှာ နေဝင်ကတော့ဆိုတော်ဘွားကနေရုပ်ရှင်မင်းသားဖြစ်လာခဲ့သူပါ ရပ်ပါဘွားကနေမင်းသားဖြစ်လာပေမဲ့လေနေဝင်းကတော့ဇကားတိုင်းမှာသပင်းပုံစံကိုမပြောင်းလဲခဲ့ပါဘူးတယောက်ဆောင်ခဲ့တဲ့မြဇကားတိုင်းနဲ့ဇလန်တွဲထဲမှာသပင်းရှိရှဲအင်းကြီးကွက်နှကမ်းမွေးနဲ့ဥကြုံရင်တိုက်တင်ပေဖြစ်နေရကြောင်းပြိတ္တတွေကဝေဖန်နေကြပါရီ မကြခင်မှာရုပ်တေးပြတာတော့မေဖီလင်းဆိုတဲ့ရုပ်ရှင်ဇာတ်ကားထဲမှာလေနေဝင်းကဥချုံရင်အိုက်တင်လိုပဲဖြစ်နေလို့ကြီးတဲ့သူတွေကရှိုးရင်းနေကြပါပြီရုပ်ရှင်ဇာတ်ကားထဲမှာဇယုံနဲ့လိုက်ဖက်တဲ့ပြင်စေမျက်နာမှုရာလေယူလေသိန်းတွေရှိသေးပေမဲ့လေနေဝင်းကဥချုံဟင်းနဲ့ပဲတူနေပါတော့တယ်သပင်ပုံစံကိုလည်းမပြောင်းလဲသလိုအိုက်တင်ကလည်းတပုံစံနဲ့ဖြစ်နေတာကြောင့်ကြီးတဲ့သူတွေကစိတ်ပြက်လာကြပါတယ် ဒါရီမကသေးပဲနေနေဝင်းကတလားကိုရုပ်ရှင်နှကားကန့်ရုပ်တင်ပြသနေပြီးလာတိုင်းမှာသူကားတွေပဲဖြစ်နေပါရီအချားမင်းသားတွေနဲ့နေဝင်းရဲ့ဇကားတွေကပုံများနေပြီးမင်းသမီးတွေကဒီမင်းသမီးတွေပဲဖြစ်နေလို့ပြိသက်တွေကပြောလာကြပါရီနေဝင်းကအိုက်တင်နဲ့ပုံစံမပြောင်းရင်တော့သူ့ရဲ့ဇကားတွေကိုမကြည့်တော့ဘူးဆိုတဲ့အထိဖြစ်လာကြပါရီ နေဝင်းကိုဥကြောဟင်းရဲ့ idea နဲ့တူရလို့ပြောလိုက်ကြတဲ့ကဇိုးစရုပ်တွေပဲတယုတ်ဆောင်မှာတော့ရီအခြားသူတွေကတော့နေဝင်းကိုမျှပင့်ပြီးပြောကြပေမဲ့မြုဒနာထုတ်ကတော့နေဝင်းကိုတယုတ်ဆောင်စစ်စစ်မဖြစ်သေးဘူးလို့တောင်မှပြောခဲ့သူပါနေဝင်းရဲ့အကြည့်တွေပြောတွေကကိုဝိုင်းစတိုင်မရှိသေးပဲတစုံတယောက်ကိုမိညာပြီးမှရလာတာဖြစ်လို့အမှုပညာလောကထဲမှာဆက်လက်ရက်တည်ဖို့ဆိုရင်ကိုဝိုင်းစတိုင်ရှိဖို့လိုရတယ်လို့မြုဒနာထုတ်ကပြောခဲ့ပူပါရီနေဝင်းကိုဒီလိုပြောတာကိုတော့သူပရိသတ်တွေကမကြိုက်ပေမဲ့လေတကယ်လက်တွေမှာလည်းသူ idea တွေကထက်နေပါရီ ဒါပေမဲ့နေဝေးကတော့ဥကြဝင်းအိုက်တင်ကိုကိုးချပြီးကယ်ဒမီစုကိုတောင်မှရသွားခဲ့ပါတယ်။နိုင်ငံခြားကစကားရီမှာတောင်မှရုပ်ရှင်တကာဖြစ်ဖို့အတွက်ချိန်ပေးပြီးတော့ရိုက်ကူးတက်ကြပါတယ်။တခါတည်းကမှစကားတကာပြီးဖို့အတွက်နင့်နေချီပြီးတော့ကြာသွားတာကြောင့် ရုပ်ရှင်တက်တွေမကြာခဏမပေါ်ထွက်လာတတ်ပါဘူး။ဇယုတ်တွေလည်းခဏကိုကိုလောကပြောင်းလဲနိုင်ကြသလိုသပင်ပုံစံကိုလည်းမျိုးမျိုးပြောင်းလဲနိုင်ကြပါရဲ့။ဇကားတကားတဲ့တကားအိုက်တဲလည်းမထက်သလိုပုံစံလည်းမထက်တာကြောင့်ကဘာကျော်ရေတီအောင်မြင်သွားကြပါရဲ့။ဒါပေမဲ့နေဝင်းကတော့လဆင်လာတိုင်းမှာရုပ်တင်ဇကားတွေရှိနေပြီးသပင်ပုံစံတောင်မပြောင်းတာကြောင့်ပရိသတ်တွေကိုလေးစားမှုထားတဲ့နယ်လို့ပြောနေကြပါရဲ့။ လဆင်လာတိုင်းရုပ်တင်ဇာတ်ကားတွေရှိနေတဲ့နေဝင်ကနောက်ထပ်ကယ်ဒမီစုကြည်ရဖို့ဆိုတာကလည်းမခက်ခဲတော့ပါဘူး။အရှင်ကတော့မြင်းမြတ်ရဲ့ဇာတ်ကားတွေကိုလတိုင်းရုပ်တင်နေဆိုပြီးဝေဖန်ကြပေမယ့်အခုဆိုရင်တော့နေဝင်ကမြင်းမြတ်ကိုတောင်မှကြော်တက်သွားပါပြီ။နေဝင်ကတချင်းဆိုတဲ့အလုံးနဲ့လည်းအောင်မြင်သူဖြစ်တယ်လို့အခုနောက်ပိုင်းမှလည်းမင်းသားအလုံးနဲ့အရန်အောင်မြင်လာပါပြီ။ပရိသတ်တွေကတော့ဝေဖန်ကြပေမယ့်နေဝင်ကိုထုတ်လုပ်သူတွေကအရန်သဘောကျပြီး2025ခုနှစ်နှစ်ကုန်အထိရိုက်ကူးရေးတွေကပြည့်နေရလို့ဆိုပါရယ်။ဒါကြောင့်လာမယ့်2026ခုနှစ်အတွင်းမှာလည်းနေဝင်ရဲ့ရုပ်ရှင်ဇာတ်ကားတွေကိုပဲတော်ဝကြီးကြီးရှုအောင် ါပါ။ဇယုတ်ပြပြင်ဖို့လိုအပ်လာရင်စပင်းညက်ဖို့ဝင်မလေးဘူးလို့ပြောပေမဲ့စကားတိုင်းစပင်းရှေ့ပြီးတော့ဥကျော်ဟင်းကလုံးဖြစ်နေတဲ့နေဝင်ကိုပရိသတ်ကြီးရောသဘောကျရလားဆိုတာပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီဒီနုပညာရှင်တွေတင်တဲ့တို့ပြန်လာခဲ့ပါအောင်ရှင်။